ဆိုင်တော်မျိုးနဲ့နိုင်မဲဆန္ဒရှင်စည်ရင်များဒုတိယအကြိမ်ကတ်ထာကြီးညာတဲ့တရင်ကိုတင်ဆက်ပါမယ်ရှင်။ ရှမ်းပြည်နယ်ရှိပိုင်းကျိုင်းတုံမြို့နယ်၌2025ခုနှစ်ဒီဇင်ဘာလ28ရက်နေ့တွင်ကျင်းပပြုလုပ်မည့်ပါတီစုံဒီမိုကရေစီအထွေထွေရေးကောက်ပွဲတွင်အသက်18နှစ်ပြည့်ပြီသူတိုင်းမဲဆန္ဒပေးနိုင်ခွင့်ရှိစေရန်နှင့်မဲဆန္ဒရှင်စင်ရင်များမှန်ကန်စေရန်ရည်ရွယ်၍မြို့နယ်အတွင်းရှိမဲဆန္ဒရှင်စင်ရင်များဒုတိယအကြိမ်အဖြစ်ရက်ွက်ချေးရွာကော်မရှင်ဖွဲ့ခွဲရုံများတွင် ိုဝင်ဘာလ22ရက်နေ့မှဒီဇင်ဘာလ4ရက်နေ့အထိထပ်မံကြေညာပေးလျက်ရှိကြောင်းသိရပါဗျ။ ထို့သောမဲဆန္ဒရှင်စည်ရင်များကတ်ထားသည့်နေရာများသို့မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးစောမင်းသူမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှတာဝန်ရှိသူများကရက်ကွက်ကြီးရွာတွင်ရှိမဲဆန္ဒရှင်များ၏မဲစည်ရင်လာရောက်ကြည့်ရှုနေမှုများကိုလိုက်လံကြည့်ရှုစစ်ဆေးပြီးအကြောင်းမျိုးမျိုးကြောင့်အမည်စည်ရင်မပါရှိသူများမဲဆန္ဒရှင်များအချက်အလက်များပြည့်စုံလို့သူများမဲစည်ရင်နှင့်ဆက်လျင်၍ကန့်ကွက်လိုသည့်များကို သက်ဆိုင်ရာရက်ကွက်ကြီးရွာကော်မရှင်အဖွဲ့ခွဲရုံများတွင်မဲဆင်းရင်ထုတ်ပြန်ကြေညာသည့်ကာလအတွင်းပြင်ဆင်လျှောက်ထားနိုင်ကြောင်းနှင့်ထို့သို့ဖြည့်ဆွက်ခြင်းပယ်ဖြတ်ခြင်းပြင်ဆင်ခြင်းများဆောင်ရွက်ပြီးပါကအထွေထွေရွေးကောက်ပွဲအတွက်မဲဆင်းရင်တတိယအကြိမ်ဒီဇင်ဘာလအတွင်းနောက်ဆုံးအကြိမ်ထပ်မံကတ်ထားကြေညာသွားမည်ဖြစ်ကြောင်းသိရှိရပါသည်ရှင်